ဒုတိယမြောက်ကိုဝန်ကိုလွှဲဆောင်ထားရပြီးကလေးမွေးဖို့နှစ်ရက်အလိုမှတော့ယောက်ျားဖြစ်သူအကိုထွန်းကညဘက်မှာအပြင်ထွက်ပြီးတောက်စားနေတာကြောင့်စိတ်ပင်ပန်းနေရတဲ့ဆိုပြီးတော့ရင်ဖွင့်လာခဲ့တဲ့တရုတ်ဆောင်ပူဇော်ပြုခင်မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ပူဇော်ပြုခင်ကတော့သူမဘဝအတွက်ဒုတိယမြောက်ကိုဝန်ကိုလွှဲဆောင်ထားရပြီးမကြာခင်ရပ်ပိုင်းအတွင်းမှာသားလေးကိုမွေးဖွားဖို့အတွက်အဆင်သင့်ဖြစ်နေပြီပဲဖြစ်ပါတယ် တရားစပေါ်ကြပြုခင်ဟာသူမဘဝအတွက်ရာရာဖြစ်စည်းပေးနိုင်မဲ့ခင်မောကောင်းကိုရရှိထားသူတယောက်ဖြစ်ပြီးခလေး၃ယောက်အဖေဆိုပေမဲ့လည်းသူမကိုယ်တိုင်ကခလေးချစ်တတ်တဲ့သူမို့သူမမွေးထားတဲ့သားတွေကိုသာမကခင်မောဘက်ကပါလာတဲ့သားသမီးတွေအပေါ်မှာလည်းမိခင်တယောက်အနေနဲ့မြတ်တာအပြေဝပေးနိုင်သူဖြစ်ပါတယ် ပူဇော်ပြုခင်ဟာပထမရှင်သွေးလေးဖြစ်တဲ့သားလေးစိန်ဦးကိုမွေးဖွားပြီးနှစ်နှစ်ကျော်အကြာမှာဒုတိယမြောက်ကိုဝန်ကိုလွှဲဆောင်ခဲ့ရတာဖြစ်ပြီးမကြာခင်ရှပ်ပိုင်းရက်တွေမှာတော့ဒုတိယမြောက်ရှင်သွေးလေးကိုမွေးဖွားတော့မှာလည်းဖြစ်ပါတယ်ဒါပေမဲ့ခင်မောဖြစ်သူရဲ့ကိုထွန်းကကလေးမွေးဖို့နှစ်ရက်အလိုကိုဝုန်နေစီလာစီဖြစ်နေတဲ့သူမကိုထားခဲ့ပြီးညပိုင်းအချိန်မှာတောက်စားမှုရနေတဲ့ဆိုတဲ့အကြောင်းသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောပြလာခဲ့တာဖြစ်ပါတယ်။ ပူဇော်ပြုခင်ကတငယ်ချင်းတွေနဲ့ဘာသွားထိုင်မယ်ဆိုလို့လွတ်လိုက်တာအခုထိပြန်မလာသေးပါဘူး။ကျမကလေးမွေးဖို့နှစ်ရက်ပဲလိုပါတော့တယ်။ကလေးဆိုင်ကအရန်ထွားပြီးအရန်လဲလှလှရှားရှားနေခဲ့တဲ့သူမို့အချိန်မရွေးပိုင်းနာပြီးထမွေးသွားနိုင်ပါတယ်။ဒီအချိန်မှာကျမယောက်ျားရှိနေဖို့လိုအပ်ပါတယ်။ အဲ့ဒီတော့ဒီစာကိုလည်းတွေ့တယ်သူ့ကိုလည်းတွေ့တယ်ဆိုရင်အိမ်ပြန်လာဖို့ပြောလိုက်ပါကျမပြောလို့မရလို့ပါဘယ်နေရာရောက်နေလဲဆိုတာလဲကျမမသိပါဆိုပြီးတော့ဘိုးစာပြုခင်ကညအချိန်မတော်သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေအခုညတောင်းခံလာခဲ့တာလည်းဖြစ်ပါတယ် အဲဒီနောက်မှာတော့ခင်မောဖြစ်သူရဲ့ကိုထွန်းကမိုးလင်းကာစားအချိန်ရောက်မှပြန်ရောက်လာတဲ့ဆိုတဲ့အကြောင်းကိုလေအခုပဲအိမ်ပြန်ရောက်တဲ့ဘယ်တငယ်ချင်းတွေနဲ့မိုးလင်းလဲဆိုတာတော့မသိပေမဲ့ခလေး၅ယောက်အဖေဖြစ်တော်မှာမို့ဝိုင်းပြီးတော့အကုန်ပြုတ်ပေးကြသလိုတောင်းနိုင်တာထက်ကြော်လွန်ပြီးတောင်းပြီးလို့မှောက်သွားလို့ပြန်မလာနိုင်မှကြောင်းလို့ပဲမှတ်ယူလိုက်ပါတယ် တော်ရုံဆိုရင်ကျမကအလင်းဖြစ်သူကိုမဆူမပြောဘဲလွှတ်ထားတတ်တဲ့သူမို့လို့ကျမကိုစားဝိုင်းစုပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ဆိုပြီးတော့ပူဇော်ပြုခင်ကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောကြားထားတာလည်းဖြစ်ပါတယ်။